နေ့ကတော့ဒါ KBZ live ပေါ့เนาะဆိုတော့ဟိုခရင်ပွဲတွေနဲ့မတူကျွန်တော်ဒီပွဲအဲမလုမဖြုတ်လုခင်ပေါ့เนาะကာလာတခုမှာကလေးကဒီ KBZ live ကဝန်ထမ်းနေပေါ့เนาะသူတို့မိသားစုဝင်တွေကကျွန်တော်တို့ကိုပါဝင်ရမယ့်ခန်းကဏ္ဍတွေကိုတိုင်ပင်နေပြီးတော့သူတို့အများကြီးမျှော်လင့်ထားတယ်ဟိုကြားနေပြီးတော့ agent နေနဲ့ agency တွေနဲ့လှုပ်လှုပ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ်တိုင်ဝန်ထမ်းနေကိုယ်တိုင်ရပေါ့เนาะတက်ကြွစွာအဲဒီ season လေးတွေကိုဖန်တီးထားတယ်ဒီနေ့မှာကျွန်တော်လည်းဒါအခုပွဲစရောက်တဲ့အချိန်ဆိုတော့လေ ဒီဒီတနာ ਈ အတွင်းမှာပေါ့နော်ဒီ KBZ Life ရဲ့ journey တစ်ခုလုံးမှာရှိခဲ့တဲ့အဲဒီ walk တွေပေါ့နော်သူတို့ဖန်ပြီးခဲ့တဲ့ဟာတွေကို လောက်ကြည့်ရှုမဲ့တက်ရောက်မဲ့ဧည့်သည်တွေကမြင်တွေ့ခွင့်ရမှာဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့တစိတ်တစီသားပေါ့နော်အခန်းကဏ္ဍတစ်ခုအားနေပြီးတော့ပောင်းဝင်အဖြစ်ထားပါတယ်အဲပြီးတော့ဒီမှာ innovation တွေ team work တွေဒါ KBZ Life အများကြီးမြင်ရလိမ့်မယ်နောက်တစ်ခုကတော့အခုဒီနေ့ဟို product အသစ်တစ်ခုပေါ့နော် ် iMedical Insurance ဆိုတာလေးကို launch လုပ်မယ်ဆိုတော့အဲ့တွက်လည်း theme song လေးပေါ့နော် commercial song လေးစုပြီးထားပါတယ်ဟုတ် American Insurance ကတော့ဒါဟို loser ဟိုဘယ်လိုဘာသာရေးပြောလို့ရှိရင်တော့ခန္ဓာရှင်ဝေဒနာရှိတယ်ဆိုလို့ပေါ့နော်ဒီဝေဒနာတွေကိုကျွန်တော်တို့ဟိုတက်သိနားလေတဲ့တိုးတက်တဲ့ဤပညာတွေ knowledge တွေနဲ့ဘယ်လိုမျိုးများကာကွယ်ကြရမလဲပေါ့နော် prevention is better than cure ပေါ့နော်အဲ့တော့ငွေကုန်ချေးကြလဲမများပဲနဲ့အသက်ကို ရှိရှိနေရအောင်ပေါ့နော်ဘယ်လိုလုပ်ကြမလဲဆိုတဲ့အခါမှာဒီ American Insurance Knowledge လေးတွေကဝင်လာတာပေါ့တကန်တကန်တာအဲ့တော့ဒါ KBZ Life ကနေလဲ i Medical Insurance ဆိုပြီး product တစ်ခုအဲလောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအအရင်ကကျွန်တော်ရဲ့ life မှာလဲဒါဆရာဝန်အနေနဲ့ရှိခဲ့တဲ့ life ကိုလဲပြန်သတိရတဲ့အနေနဲ့လူတွေရဲ့ကျန်းမာရေးကိုလဲတောင်းတနေရနေစောင့်ရှောက်တဲ့အဲအထိပယ်မျိုးနဲ့ပေါ့နော်ဒါ welcome လောက်တာပါ i Medical Insurance ကိုဟုတ် learning spot เนาะစာသားကိုတော့အဲ course line ရေးထားတယ်အဲ course line ဆိုတာကတော့ဒါဟို audience တွေ ချားထဲမှာ coastline ရေးထားတဲ့ခြင်းတွေကတော့ရှိပြီးသားပြီးတော့ coastline ရဲ့ taste ပေါ့နော်အရသာကိုလည်းသိပြီးသားပေါ့နော်ဒါပေမဲ့ကျွန်တော်နဲ့တော့တခါမှ collaborate မလုပ်မလုပ်ဖူးဘူးအဲကျွန်တော်အရင်တော့ကတော့ Bobo Music Production ကထုတ်ပေးတဲ့အလွမ်းပိုးဆိုတဲ့ခြင်းလေးတစ်ပုဒ်ဆိုဘူးတဲ့အလွမ်းခြင်းလေးပေါ့နော် coastline ရေးတာပဲ commercial sound ဖြစ်တဲ့အတွက် love sound တော့မဟုတ်ဘူးအဲ့တော့အရင်လိုမျိုးဟိုလွန်းလွန်းဆွေးဆွေးတွေဒီမှာဟိုချစ်စရာကောင်းအောင်နေကျွန်တော်ဆိုရတာမျိုးမဟုတ်ဘဲနဲ့ နားဆင်မဲ့လူကိုဒီ product ဆိုတာဘာလဲလို့ရှိရင်ဘယ်လိုအသုံးဝင်တာလဲဘာလို့မှာလဲဆိုတဲ့ဟာကို short to the point ပေါ့နော် message တွေပေးရတာဖြစ်တဲ့အတွက်ကျွန်ညာချင်းဆိုတဲ့အဲ practice နဲ့ဒီခိုင်းစုံနေကြ left sound နဲ့တော့မတူဆိုတော့အဲ့လေးတော့အားစိတ်ထောက်ရပါတယ်။ music producer ကတော့ကိုဖြုတ်မိနိုင်ပေါ့နော်။ပြီးတော့ကျွန်တော်တောက်ထဲမဟုတ်ဘူးတွဲပြီးတော့ညီမလေး Nora ကလည်းအဲစုံတွဲပေါ့နော်။ပါဝင်ပြီးတော့အပ်ဖြစ်ထားပါတယ်။ဟိုအမှန်တကယ်အမှန်တကယ်ဆိုတော့ကျွန်တော်ကတော့ကိုကိုကိုကတော့ဟိုလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နဲ့အဲ့လိုပို့ပေါ်ပါပါနေတတ်တဲ့ type မျိုးမှာပါတယ်။ဒါပေမဲ့ ဟိုအမမင်းစလို့ပေါ့နော်ဟိုဒါကိုစောင့်ရှောက်ဖို့လိုအပ်တယ်ဆိုရဲအလမ်းနေကျွန်တော်မှာရှိတယ်ရှိတယ်ဆိုတာဟိုလက္ခဏာတွေကျွန်တော်ဂီလန္ဒလို့ပြောမှာပေါ့နော်ယောဂများတယ်များတော့လက္ခဏာတွေကပြလာအောင်လက္ခဏာတွေပြလာပြီဆိုလို့ရှိလို့ရှင်တော့ဟိုလူတွေမှာတော့အမျိုးမျိုးရှိတယ်ဥမာထားပါတော့ဘာမှမလုပ်ဘဲနဲ့ကိုကိုကိုဂိမ်းမဆိုင်ဘဲနဲ့နေတဲ့လူဒန်းစားတစ်မျိုးဒါမှမဟုတ်ရှင်လက္ခဏာပြလာတဲ့အချိန်မှာတိလူရှူတဲ့လူဒန်းစားတစ်မျိုးဒါမှမဟုတ်လက္ခဏာပြလာတာကို အဲဂိယုတစိုက်စေကူတာတဲ့လူရန်သားတမျိုးနဲ့နောက်ဆုံးဘာမှမဖြစ်ပဲကောင်းနေရင်သားနဲ့ကိုပုံမှန် medical check up လုပ်တဲ့လူမျိုးပေါ့နော်အဲကျွန်တော်အဲ့လိုလက္ခဏာပြရင်တော့ပြတယ်တဲ့မှာပါလက္ခဏာပြရရင် PPTD နေပြီးတော့အဲ့လိုမျိုးပြစ်ထားတဲ့လူတော့မဟုတ်ဘူးပေါ့နော်အတော်သေးတယ်လို့ပြောမှာပေါ့လေပုံမှန်တော့ချက်မကြီးလိုက်စားပြီး check up လုပ်ဖြစ်လာဆိုတော့ကျွန်တော်မလုပ်ဖြစ်ဘူးဒါပေမဲ့အဲ့လိုလက္ခဏာတစုံတရာပေါ်လာပြီဆိုတော့ကိုကဆေးကျောင်းမှာစာရီရက်လည်းတင်ခဲ့တာဆိုတော့ကိုကောက်တာပေါ့နော်စာရီပြန်ကြည့်ပြီးတော့ငါဒီလက္ခဏာကြီးပေါ်လာပြီးပြီးရင်ဒါဖြစ်တော့မှလားမသိဒါဖြစ်တော့အဲ့လိုခောက်ပြီးတော့အဲစီကံပြေးရတဲ့ဟာမျိုးရှိတယ် ဟိုမကြသေးဘူးပြီးခဲ့တဲ့လပိုင်းမှာကျွန်တော် check up တစ်ခေါက်လုပ်ထားသေးတယ်လုပ်ထားတော့အဲ့လိုမျိုးပေါ့ဟိုဒီအသက်ပိုင်းချမှာကျွန်တော်သွေးတွင်းအဆီတွေများတယ်အဲပြီးတော့စီဂျိုတော့မဖြစ်သေးဘူးဒါပေမဲ့ဟို hemoglobin A1C ဆိုတာရှိတယ်အဲကောင်ကကျတော့သူအရင်တုန်းကအဲစီဂျိုပုံမှန်ပေါ့ကောင်းကယ်လားမကောင်းကယ်ဘူးလားဆိုတော့ပြန်တိုင်းတာတော့ကျွန်တော်က normal ချိရမယ် limit ရဲ့ upper limit တော့ဒီအသက်ပိုင်းချမှာဒါမဖြစ်သင့်ဘူးပေါ့နော်ဆိုတော့အခုအဲကျွန်မကြီးပြန်လိုက်စားနေရပါတယ်လို့ဟုတ်ဟိုအဲဘဝမှာတော့ life planning ကတော့လူတိုင်းတော့လိုအပ်တာပဲလीကျွန်တော်ဆိုအများကြီးနောက်ကျနေပါပြီတကယ်တကယ်တော့လीအဲ့တော့စောစောစီးစီး အဲ planning ကောင်းကောင်းနဲ့သွားနိုင်တဲ့လူတွေကတော့ဟိုဘောမှာဖြစ်ချင်တာတွေလောလောကူကူရကြဖြစ်ကြတာပေါ့လေဒါမဲ့လည်းဓာတ်ကြီးကိုကန်တီကန်မှကျွန်တော်ကတော့ဟိုသူ schedule တိုင်းလောက်ကိုလောက်ရမယ်လို့တော့ကျွန်တော်ကယုံကြည်ထားတဲ့လူတွေမှမပါဘူးပြီးတော့အဲ့မှာမှမှဟိုအမရူမေးသလိုပေါ့နော်လူတယောက်တစ်ယောက်ပေါင်းဆက်တဲ့ကိစ္စဆိုလို့ရှိရင်ပူဆိုးတယ်ဟိုအမဖုန်းလေးတစ်လုံးလိုချင်တယ်ပေါ့တတ်မဲ့အရာဝတ္ထုတစ်ခုဆိုအမချက်ချင်းကောက်ဝယ်လိုက်လို့ရတယ်လေဒါမဲ့ကိုလိုပဲစိတ်ရှိတဲ့လူတယောက်ကိုခုနကမှထားချင်တယ်ဆိုတဲ့အခါမှာအဲ့လောက်မလွယ်ကူအဲဒါမျိုးလေးတွေကြောင့်လည်းဖြစ်နောက်နှေးကြကြတာရှိနိုင်တာပေါ့နော်ဒါပေမဲ့ညီလေးပြောသလို သူ့ plan တိုင်းသွားနိုင်တော့အကောင်းဆုံးပဲဘောကအဲအဲ့လိုအားရောမကြောက်ဘူးဒါပေမဲ့မိခေတို့ဆိုတာကိုမျက်စိရှေ့မှာပဲအဲ့လိုတကယ်ချင်းမိဆွေမောင်တို့မှကိုညမလေးတွေလိုပဲပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီကြောပေါ့သူ့ရဲ့အခုချိန်ရဘက်နဲ့လည်းလက်တွဲနေတာဆယ်စုနှစ်တခုကြော်ပြီဆိုတော့ကျွန်တော်တို့ကတော့မနိုင်ပြောရင်စောစောစီးစီးတောင်မှဒီထက်ပိုပြီးစောစောစီးစီးတောင်မှသူတို့ဟိုအဲ့လိုမျိုးအိမ်တော်တခုဖြစ်ပေါ့နော်လက်တွဲတာမြင်ကျင်သေးတယ်ဒါပေမဲ့အခုလည်းတော့မကြောက်ပါဘူးအဲ့တော့ကိုညမတယောက်အနေနဲ့ပဲအခုတယောက်နေရာနေပြီးတော့နော်ဟို support လုပ်တာပေါ့ဒါလိုစိတ်ပဲရှိပါတယ်နောက်ကျနေရဟို နောက်ရနေအကိုဘောဒါဘောဒါဘောကေပြီးရချူရထပ်ထွက်မှာကိုပဲကြံနေမှာဟုတ်တယ်ဟုတ်ဒါပဲလေရပါတယ်သူတို့ဟိုကပ်ပါရီအားလုံးနဲ့အကိုတို့နဲ့ဘောရာတွေတခါလေးမိကေတို့ဟိုဂျိုရတို့နဲ့ထက်ဆိုင်သူတို့ရဲ့ဘဲဘဲတွေနဲ့တောင်ကိုရီးယားသွားပြီးဟန်တော့လို့ဒါတို့ဟိုရင်းနေတာတို့ကရှိသေးတာဒီအခင်မင်းကတော့ပြတ်သွားစရာမလိုတာဆိုမှငကိုကလေးကဒီတိုင်းပဲရှိနေကြတာဆိုအားမငယ်ဘူးအားမငယ်ကိုကတော့ motivator ဖြစ်နေသေးတယ်အဲ့ကြရင်ဘယ်လိုနေအောင်ချင်း play ပြီးတော့ လိုတွေပြဿနာတွေကိုလာပြီးတော့ကိုကအဲအဲ့လိုမျိုးအားပေးအောင်မလဲမသိသေးဘူးဒီ option ရှိတယ်အဲတိုင်တိုင်တိုင်တော့ဘယ်လိုမှမလဲရှာနဲ့သွားဆိုတော့သူတို့ကြိုက်ကြတာပဲလေတကယ်ချင်းမိတ်ဆွေချားမှာလဲကိုကိုရန်ကလည်းစိတ်ဆိုးတာရှိတာဆိုတော့အတိုင်မင်တာပဲမီကီရောတိတ်မတိုင်မင်မီကီကတော့တစ်ခါတလေပေါ့တိုင်မင်နဲ့အဲ့ဒီဟိုဂျူအယ်နဲ့ကတော့အနေများတွဲများတော့လေအဲ့သူတို့နှစ်ယောက်ကြာတော့ခဏခဏအဲ့ညှိနှိုင်းမိရတယ်မီကီနဲ့ကကြတော့ဟိုအဲ့လို relationship ပုံစံမျိုးနဲ့ကျွန်တော်တို့ကအရင်အဲ့လိုမျိုးကြီးဟိုဟိုပြောမလဲမပြောပြပြကြဘူးလိုမျိုးသွားလာစားတော့ပဲဂျူရိုးနဲ့ကကြတော့ဂျူရိုးနဲ့ကျွန်တော်လည်းပွဲကသုံးပုံပုံနှစ်ပုံလောက်ကတူတာဟုတ် သူတို့သွားတဲ့ key တိုင်း trip တိုင်းမှာဂျူရို့အတွဲပေါ့အများနဲ့မြင်နေရတဲ့အခါမှာဂျူရန်နဲ့ကျတော့ပိုပြီးဟိုဟိုဟိုဂျူရက်ဘေးကဘာရီပိုပိုပြီးတော့လှုပ်ပေးလဲဘလို့ဘလို့ကိုယ့်ချစ်သူကိုဆက်ဆံလဲဆိုတော့ပုံမြင်ရတာပေါ့နော်အဲ့လိုဆိုဂျူရို့ပိုပိုရယ်လို့ခံစားရတာပေါ့ဒါပေမဲ့တကယ်တကယ်တော့ဟိုမိကေတို့အတွဲနဲ့ကျတော့အများတိုင်းအဲ့လိုမျိုးသွားလာစားတောက်မရှိလို့ပါဒါပေမဲ့ border လိုမျိုးပဲတွေ့ကြရများတယ်အဲတချင်းအနေနဲ့ကတော့ခုနကပြောတဲ့အချစ်တမျက်နာဆိုတဲ့ဒီဂျူဆောင်းလေး ဒေသရှင်အောင်ကောင်းမြတ်နဲ့အဲ့ဒါလည်းသင်ပြီးရင်ပေါ့နော်ထွက်လာဖို့ကြိုးစားနေပါတယ်ပြီးတော့ကျွန်တော်နှစ်အသိန်းနှလုံးဆိုရဲကျွန်တော်ထွက်ပြီးသားသချင်းလေးကိုပဲ music video ရိုက်ထားတာလေးရှိတယ်အဲ့ဒါလေးကတော့မေတ္တာလက်ဆောင်ပေါ့နော်အမှန်တကယ်တော့မွေးနေ့က February လဆိုတော့ February လမှာထွက်ချင်ခဲ့တာဒါပေမဲ့မမိလိုက်ဘူးမမိလိုက်ဘူးဆိုတော့အခု March လအတွင်းထွက်နိုင်မလားပေါ့နော်ကြိုးစားနေပါတယ်အဲဒီမြန်မာနှစ်နှစ်တက်ပေါ့နော်ကျွန်တော်ခရစ်နှစ်တက်တော့လည်းတစ်ခေါက်ဆူတောင်းပေးတာပေါ့နော်အခုမြန်မာနှစ်တက်ကိုလည်းနီးလာပြီဆိုတော့ဟိုအဓိကတော့ကျွန်တော်တို့ကနှစ်ဟောင်းအောင်ပေးတဲ့ lesson တွေရှိတာပဲလေအဲ့တော့ဟို ထပ်ပြီးတိုးပွားလာတဲ့အရာတွေရှိတယ်လို့ကိုကိုရှန်နေထွက်ခွာသွားတဲ့အရာတွေလည်းရှိတယ်ဟိုဘယ်အရာတွေကိုမဆိုပါတော့အဲကျွန်တော်ကလက်ခံခြင်းဆိုတဲ့နေရာမှာအရာပေါ့နော်ဟိုလက်ခံလက်ခံပြီးတော့အဲသင်ခန်းစာယူပြီးတော့နှစ်တစ်တစ်နှစ်ကိုအဆင်ပြေပြေပေါ့နော်အကောင်းဆုံးကြော်ဖြတ်နိုင်ပါစေလို့ကျွန်တော်ကဒီစီစဉ်နေရာလေးဆုတောင်းပေးပါတယ်